အောင်မြင်တဲ့ဖိုင်းအတွေ့အကြုံဟာ မရှိမဖြစ်လိုအပ်အောင်မြင်တဲ့ဖိုင်းအတွေ့အကြုံရှိသူများကို မန်နေဂျာအဖြစ်ရွေးချယ်ခြင်းမန်နေဂျာတယောက်ကို ရွေးချယ်တဲ့နေရာမှာ ဖိုင်းအတွေ့အကြုံရှိဖို့လိုတာက အရေးအဓိကအရေးကြီးဆုံးအချက်ပါကျွန်တော်တို့ဟာအောင်မြင်တဲ့ဖိုင်းအတွေ့အကြုံရှိတဲ့သူတွေကြားထက်ကနေမန်နေဂျာတွေကိုရွေးချယ်ပါတယ် ကိုအောင်မြင်မှုဟာဘလောက်ပဲသိငယ်နေပါစေကျွန်တော်တို့မရွေးတဲ့အမျိုးအစားကတော့စကားပြောကောင်းပြီးပုံပြောကောင်းတဲ့သူတွေကိုပါဘာကြောင့်ကျွန်တော်တို့ဟာအောင်မြင်တဲ့ဖိုင်းအတွေ့အကြုံရှိတဲ့သူတွေကိုပဲရွေးချယ်ရပါတယ် project ဟာဘလောက်ပဲသိငယ်နေပါစေသူတို့ဟာသူတို့အတတ်ပညာကိုလက်တွေ့အသုံးချပြီးစီမံခန့်ခွဲနိုင်စွမ်းရှိနေခြင်းကြောင့် ရှင်းနေကြောင်းပြတ်နေလို့ပါပဲသူတို့ဟာလေးကျင့်ကြည့်ရင်ပုံပြီးတိုးတက်လာပါလိမ့်မယ်ပုံပြီးတော့လည်းကော်မီမှာဆွမ်းဆောင်လာနိုင်ပါလိမ့်မယ်အဲ့ဒီအချက်ကိုကြည်ကြည်ရွေးချယ်ရတာဖြစ်ပါတယ်ကျွန်တော်တို့ဟာအကြီးအသေးသို့မဟုတ်စီနီယာဖြစ်ချင်းကိုရာထူးတိုးတက်နေရာမှာဦးစားပေးစဉ်းစားလိုက်မယ်ဆိုရင်ကော်မီဟာကြာဆင်းသွားပါလိမ့်မယ် အနာဂတ်မှာတစုံတယောက်ဟာ၃နှစ်အတွင်းဖိုင်းအပ်တွေ့အကြုံ၆လလောက်မရှိဘူးဆိုရင်သူကိုဖိုင်းအပ်တွေ့အကြုံလုံးဝမရှိတဲ့သူအဖြစ်ထည့်အတွင်းစဉ်းစားပါလိမ့်မယ်ဖိုင်းအပ်တွေ့အကြုံမရှိတဲ့သူကိုရုံးမှာ မထားပါဘူးဖိုင်းတယ်ပဲလွတ်ပါတယ်အဲ့ဒီတော့မှတကယ်လက်တွေ့အပါကြီးတဲ့စေတနာတွေကိုလက်တွေ့ကဘာကြီးတဲ့ကစေတနာတွေကို ရင်ဆိုင်ဖြည့်ရှင်းရမှာဖြစ်ပါလေအခုဆိုရင်ကော်မီမှာမီတင်တွေအရန်ကို များနေပါလေဒါဟာဘာကို ပြသနေလဲဆိုရင်အောင်မြင်တဲ့ဖိုင်အတွေ့အကြုံမရှိတာကို ပြသနေတာပါ ကြေတနာတွေကို ပိုးရှုပ်ထွေးအောင်လုပ်နေတယ်လို့ဖြစ်နေပါတယ်ဒီမန်နေဂျာတွေဟာစွမ်းစာရည်မပြည့်မီတဲ့မန်နေဂျာတွေဖြစ်ပြီးတာဝန်ယူရတဲ့တတ်သိလည်းမရှိပါဘူး ဂျုံကျုံမှာဌာနခေါင်းဆောင်ဖြစ်ပေါ်အတွက်ခမားဟာဒေတာကြီးဂျုံခွဲတစ်ခုရဲ့စရင်ကင်ဌာနကဒါလိုက်တာသို့မဟုတ်အ ਨੇ ဆုံးအလက်စိုက်အလက်စားဂျုံတယုံရဲ့အထွေထွေမန်နေဂျာအတွေ့အကြုံရှိရပါမယ်ဂျုံကျုံမှာလက်ထောက်ဒါလိုက်တာကနေဒါလိုက်တာအဆင့်ကိုတာမန်အားချက်မရောက်ပါဘူးအဲ့ဒီယာဒူနှစ်ခုက ွာခြားမှုအတော်ကြီးပါတယ်ဒရိုက်တာဆိုတာဒီမတေးကြမှုပေါင်းများစွာရှိတဲ့အခြေအနေထဲကနေဆုံးပြတ်ချက်ချရတာဖြစ်ပါတယ်ပုံပြီးစိန်ခေါ်မှုများပါတယ်ဖားရအတွေ့အကြုံမရှိတဲ့သူတွေအနေနဲ့ကြေညာပေါ်ရင်အစည်းအဝေးထိုင်မယ်နောက်ထပ်ကြေညာပေါ်ရင်အစည်းအဝေးထိုင်မယ်ဆိုတာက မဟုတ်သေးပါဘူးအရန်ကိုစိတ်ပြတ်စရာ ကောင်းလာပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာ လက်ရှိအခြေအနေကိုပြန်ပြင်ပြီးဖိုင်းအတွေ့အကြုံ ရှိတဲ့မန်နေဂျာတွေကိုလိုအပ်ပါတယ်မန်နေဂျာတွေဟာပြည်ပလုပ်ငန်းခွင် အတွေ့အကြုံလိုအပ်ရုံးရုံးချုပ်ကမန်နေဂျာတွေဟာနိုင်ငံရဲ့ရှားမှာ ပထမဆုံးထွက်လုပ်ဖို့လိုအပ်ပါတယ် project တစ်ခုကိုအစအဆုံးပြည်စည်းအောင်လုပ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ရဲ့ရုံးချုပ်အဖွဲ့အစည်းခေါ်လုပ်ငန်း လုပ်ငန်းကင်ငန်းပုံမှန်တိရောက်တိရောက်အောင်လုပ်ဖို့လိုအပ်ပါတယ်ပုံတိရောက်ပုံမှန်တိရောက်တဲ့စီမံခန့်ခွဲမှုတွေနဲ့တွားသင့်ပါတယ်စစ်နာရင်ကျွန်တော်တို့ဟာဌာနကဌာနချုပ်ကမန်နေဂျာတွေကိုချော့ချသင့်ပါတယ်အကုန်လုံးချော့ချပြရမယ်တော့မဆိုလိုပါဌာနချုပ်ကလက်ထောက်မန်နေဂျာဒါရိုက်တာတွေနဲ့အစ်စ်နဲ့ မန်နေဂျာတွေဟာ professional နေရာတွေကိုပြန်ပြီးတလဲစီချွေနေရာချွေနေရာမှာဖြစ်ပါတယ်။သုံးပြချက်ချတဲ့ဒါရိုက်တာအဆင့်တွေဟာ fire တွေ့အကြုံကောင်းကောင်းချိထားရမှာဖြစ်ပြီးဒေတာအလိုက်အလက်ဒေတာအလိုက်အလက်ကြချွေပြောင်းတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။သူတို့ကိုချွေတဲ့နေရာမှာ ဌာနချုပ်မှာရှိတဲ့လက်အောက်ဒါရိုက်တာတွေထက်ကနေမရွေးပါဘူးဒါရိုက်တာတယောက်ရဲ့အဓိကအရေးကြီးတဲ့လိုအပ်ချက်ကဖိုင်အတွေ့အကြုံပါဒါရိုက်တာအဖြစ်ရွေးချယ်မယ်ဆိုရင်ဌာနချုပ်ကလက်ထောက်ဒါရိုက်တာတွေ အထက်ဖိုင်တွေကမန်နေဂျာတွေကိုရွေးချယ်ရမှာဖြစ်ပါလေဌာနချုပ်မှာရှိတဲ့မန်နေဂျာတွေကိုလည်းဌာနချုပ်မှာ ကာလတစ်ခုထိပဲတာဝန်ထမ်းဆောင်ပြီး ဖိုင်တယ်ပြန်သွားရမယ်မူဝါဒဆက်မှတ်ဖို့ရှိပါတယ်တရုတ်ဝန်ထမ်းတွေဟာ နိုင်ငံဈာကနေပြန်လာတဲ့အခါသူတို့မှာဘာသာစကားစွန့်ရပြန်အခြားသောထူးချွန်ပြောင်မြောက်တဲ့လောရီကရင်တွေပါပါလာပါလေသူတို့ဟာဌာနချုပ်က အချုပ်မန်နေဂျာတွေရဲ့နေရာကို အစားထိုးဝင်ရောက်ပါမယ် နိုင်ငံသားလုပ်ငန်းခွင်အတွေ့အကြုံမရှိဖိုင်းအတွေ့အကြုံမရှိတဲ့မန်နေဂျာတွေဟာဒီကွက်လက်ကိုဘယ်လိုအစားထိုးဖြည့်ဆည်းရမလဲဆိုတာစ조사နေတင်ပါတယ်ဌာနချုပ်မှာရှိတဲ့မန်နေဂျာတွေနဲ့ဝန်ထမ်းတွေနားလည်ထားဖို့ကသူတို့ရဲ့အလောက်ကဖိုင်းယုံတွေကိုဝန်ဆောင်မှုပေးဖို့နဲ့အထောက်အကူပေးဖို့ပါဖိုင်းယုံတွေကိုသွားပြီး အားလုံး remote တင်ပါလို့ပြောနေပြောနေရမှာမဟုတ်ပါဘူး။သွားလို့ရင်ဌာနချုပ်ဟာဂျီရိုအာနာဂျီရိုကဂျီနိုကရက်တစ်ဆန်ဆန်ချက်သွားပါလိမ့်မယ်။မန်နေဂျာတွေဟာမြင်းကြံပွဲလိုပဲအမြန်ဆုံးမြင်းတာလင်အရွေးခံရလက်ရှိ အလုံးနဲ့အကြီးအချင်း မကန့်ညီတဲ့သူတွေဟာ ပိုပြီး အရေးကြီးတဲ့အလုပ်တွေနဲ့သေချာပေါ့မသင့်တော်ပါဘူးကျွန်တော်တို့ကုမ္ပဏီမှာ မန်နေဂျာကြွေးတဲ့ပြိုင်ပွဲဟာဟမ်ကျွန်တော်တို့ကုမ္ပဏီမှာမန်နေဂျာကြွေးပွဲဟာပြိုင်ပွဲလိုပါပဲ top 25တဲ့ကဝင်တဲ့သူတွေကသာထပ်ထပ်မှန်ပြီးစဉ်းစားသွားမှာဖြစ်ပါလေဘယ်သူပါတယ်ဆိုတာ စိတ်ဝင်စားဖို့အမြန်ဆုံး အမြန်ဆုံးဖြစ်သူကိုသာရွေးပါလေ။ဟာဝေးမှာမန်နေဂျာတွေ ရွေးတာဟာမြင်းပြိုင်ပွဲနဲ့တူပါတယ်။ဘာလဲဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာမြင်းပေါက်စလေးတွေကိုလည်းအခွင့်အရေးပေးတင်ပါတယ်။သူတို့ကို senior professional တွေအဖြစ်ဒေသခံရုံးခွဲတွေမှာတာဝန်ထမ်းဆောင်စေတင်ပါတယ်။အောင်မြင်တဲ့အသင်းမှမန်နေဂျာများကို ရွေးချယ်ပါ။ စွမ်းဆောင်ရည်မြတ်မာသောအသည်များတွင်ပါရမီရှိသောဝန်ထမ်းများကို ဖွင့်ပြောစေခြင်းကျွန်တော်တို့ကျွန်တော်တို့ဟာခက်ခဲကြမ်းတမ်းတဲ့အချိန်မှာတတိချီချင်းနဲ့ခြေကို ရှိတတ်ပြီးလောက်ကန်ခဲ့တဲ့ဝန်ထမ်းတွေကိုအရာမန်နေဂျာအဖြစ်ရွေးချယ်သင့်ပါတယ်အခက်အခဲတိုင်းဟာစစ်ဘူစစ်ဘူကျုပ်တွေကို မထုတ်ပေးနိုင်ပါဘူး ဒါပေမဲ့စစ်ဘုံကျုပ်တိုင်းဟာအခက်အခဲကြားကနေပဲမွေးဖွားလာရတာဖြစ်ပါတယ်တကယ်လို့ကောင်းဆောင်တယောက်ဟာအသင်းလေးတစ်ခုကိုတောင်းဦးမဆောင်နိုင်ရင်သူဟာပိုမိုကြီးမားတဲ့အသင်းအဖွဲ့ကိုဘယ်လိုဦးဆောင်နိုင်တော့မှာလဲ project တစ်ခုအောင်မြင်တဲ့အခါကျွန်တော်တို့ဟာ project ထဲမှာပါဝင်တဲ့သူအချို့ကို manager ရာသူအဖြစ်တိုးပေးနိုင်ပါတယ် project အတွက် အသင်းထဲကစစ်သည်များအားလုံးဟာမန်နေဂျာရာသူအတွက်တင့်တော်တယ်ဆိုတာကတော့လုံးဝကိုမဖြစ်နိုင်ဘူးလေဒေတာဒေတာခံဂျုံခွဲတွေကအထွေထွေမန်နေဂျာလိုမျိုးစီနီယာမန်နေဂျာတွေဟာဒေတာအတွင်းကနေလှုပ်ဆောင်ပြီးမှပဲရာသူတို့ရပါတယ်ကျွန်တော်တို့ဟာ code engineer တွေ department ကသူတွေကော မန်နေဂျာအဖြစ်ရွေးချယ်ဖို့ဦးစားမပေးသင့်ပါဘူးသူတို့ဟာရွေးချယ်ထားတဲ့နိုင်ငံတွေမှာ project level ဝန်ထမ်းအချို့ကိုပထမဆုံးဆွေလွတ်နိုင်တဲ့ဌာနဖြစ်ပါတယ်သူတို့ထဲကစွမ်းဆောင်ရည်ကောင်းတဲ့သူတွေဟာ မန်နေဂျာတွေဖြစ်လာနိုင်ပါတယ်ပြီးရင်သူတို့ကို အခြားနိုင်ငံတွေမှာပြန်ပြီးအလှည့်ကျလောက်ခမ်းရပါမယ်ဒီနေ့လမ်းအတိုင်း အခြားနိုင်ငံတွေမှာလည်းပြန်လောက်ရပါမယ်ကျွန်တော်တို့ရဲ့မူဝါဒကစွမ်းဆောင်ရည်မြန်မာတဲ့ဝန်ထမ်းတွေကိုစွလက်ပေးစွလက်တွေပေးဖို့ပါ စွမ်းဆောင်ရည်မြင့်မြင့်မာမာယူဆောင်နိုင်တဲ့အသင်းတွေက မန်နေဂျာတွေကိုကျွန်တော်တို့ကပုံပြေးရွေးချယ်ရပါမယ်ခြေတို့လမ်းချီဆွဲရဲစွမ်းညီတဲ့ပတ်ဝန်း ဝန်ထမ်းများကို ဖွင့်ပြတိုးတက်စေခြင်းကျွန်တော်တို့ဟာချစ်ကိုရဲရဲစိတ်တက်လောက်ကန်ရတဲ့ဝန်ထမ်းတွေကို ဖွင့်ပြတိုးတက်လာအောင် လုပ်ပေးဖို့လိုပါတယ်သူတို့ဟာအဖွဲ့အစည်းကိုခွန်အားတွေပေးစွမ်းစေပါတယ်သူတို့မှာလက်ရှိလောက်ကန်နေတဲ့နေပယ်ထဲနောက်ထပ်တိုးတက်မှုတွေရှိလာပါမယ်မရှိလာဘူးဆိုတာကိုတာဝန်မခံနိုင်ပေမဲ့လည်း ပညာရှင်တယောက်အဖြစ်တိုးတက်မှုတော့ရှိလာပါလိမ့်မယ်။ဒါပေမဲ့မန်နေဂျာအဖြစ်တော့ဓာတ်ရိုက်မတိုးပေးသင့်ပါဘူး။ကျွန်တော်တို့ဟာသတ်မှတ်ချက်တွေအရဝန်တန်း25ရာခိုင်နှုန်းကိုပဲရွေးချယ်ပြီးလက်ကျင့်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီထဲကမှ6ရာခိုင်နှုန်းဟာအရင်မန်နေဂျာတွေဖြစ်လာမှာပါ။သူတို့ကိုထပ်ပြီးတော့လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံရအောင် လုပ်ပေးရပါမယ်အတွေ့အကြုံရပြီးတဲ့နောက်မှာလိုအပ်တဲ့အရေးအသွေးတွေမပိုင်ဆိုင်သေးပေမဲ့သူတို့ကိုသူရဲကောင်းတယောက်လိုသတ်မှတ်နိုင်ပါတယ်ဒါပေမဲ့သူရဲကောင်းဆိုတာစစ်ဗိုလ်ချုပ်ကြီးအဆင့်မရောက်သေးပါဘူး